ကော်မူမျိုးနယ်မှာဗန်နဂျိန်မဲပေးပေး NLD ကိုပဲမဲပေးကြဖို့မြန်မာဒီမိုကရေစီအဖွဲ့ချုပ်တွင်ရေးမှုအဖွဲ့ဝင်ဦးမင်းမြင့်ကပြောကြားခဲ့ပါတယ်။ကိုမောင်ကသတင်းပေးပို့ထားပါရရှင်။နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးကြားပြည့်ရွေးကောက်ပွဲမှာလိလက်မဲဆန္ဒနဲ့အဖြစ်ကျင်းပမဲ့ကော်မူမျိုးနယ်ဟာဗနက်ကျိန်မဲမဲပီပီ NLD အနိုင်ရအောင်တက်တည်ပြနိုင်ရမယ်လို့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်နေတဲ့ ပါတီဗဟိုလုံမှုဆောင်အတွင်းရေးမှူးအဖွဲ့ဝင်ကကော်မှုမြို့နယ်မှာမတ်လ3ရက်နေ့ကကျင်းပတဲ့မဲဆွယ်ခေါ်ပြောပွဲမှာမဲဆန္ဒရှင်ပြည်သူတွေကိုပြောကြားခဲ့တာပါဒီကော်မှုမြို့နယ်မှာတော့ဗန္ဒချိန်ရွေးရွေးအချိန်တရာရွေးရွေးတင်းတို့ထရွေးရွေး NLD NLD ဆိုဒီမိုစီရေးအတွက်တိုင်းပြည်အတွက်နိုင်ငံသူနိုင်ငံသားတွေရဲ့နိုင်ငံသားခွင့်ရခံစားဖို့အတွက် တို့တင်းတို့ထပေါင်ဖို့ပြီးမဲပေးခိုင်းလေဒါပဲဆိုတော့ကိုပြပြသားသားပြကြပါလို့တိုက်တွန်းအားလုံးကိုရှင်းပြပါမယ်ကြံပြည့်ရေကောက်ပွဲမှာအပြတ်အသတ်နိုင်ရရှိဖို့အတွက်ဗဟုလုံးမှုဆောင်တွေကစပြီးအောက်ခြေရက်ကြီးအထိပါတီဝင်တွေအားလုံးပါလဲတာဝန်ရှိတယ်လို့သူကပြောဆိုခဲ့ပါတယ်ကျွန်တော်တို့အားလုံးကျွန်တော်တို့အားလုံးဆိုတာကျွန်တော်အပါအဝင်ကျွန်တော်ခုနပြောပြီးပြီဘိုးကတာဝန်ရှိတဲ့လူတွေရောရေကောက်တန်းတာဝန်ရှိတဲ့လူတွေရော ခရင်လိုက်တောင်ရှိတဲ့လူတွေရောဒီမျိုးနယ်တွေမဟုတ်ဘူးမျိုးနယ်စည်းဆိုတော့ကျွန်တော်ခုနပြောတာဒီမျိုးနယ်တွေမဟုတ်ဘူးဒီမျိုးနယ်စည်းရဲ့ဖြည့်စက်နေတဲ့နယ်နိမိတ်တွေဖြည့်စက်နေတဲ့မျိုးနယ်စည်းတွေရောရက်ကျေးစည်းတွေရောအားလုံးဝိုင်းပြီးတော့တက်ညီလက်ညီဒီရွေးကောက်ပွဲမှာအပြတ်အတန့်အနံ့ရရှိအောင်ကြိုးစားပေးပါ ကော်မူးမြို့နယ်ဟာ2012ကြားပြတ်ရွေးကောက်ပွဲနဲ့2015အထွေထွေရွေးကောက်ပွဲတွေမှာမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဒေါအောင်ဆန်းစုကြည်ဝင်ရောက်ရှင်ပြန်ရမှာနှစ်ကြိမ်လုံးအနိုင်ရရှိခဲ့တဲ့မဲဆန္ဒနဲ့ဖြစ်ပါတယ်။2019ကြားပြတ်ရွေးကောက်ပွဲမှာတော့ NLD ကဦးကျော်ဆွေဝင်၊ပြည်ခိုင်မျိုးကဦးကျော်စင်ဟိအပေါင်းဝင်၊မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ Democratic Party မြန်မာ၊ဖလုံဆော်ဒီမိုကရက်တစ်ပါတီမြန်မာမျိုးသားကွန်ဂရက်ပါတီအမျိုးသားတိုးတက်ရေးပါတီနဲ့တတိပုဂ္ဂလနှစ်ဦးတို့ဝင်ရောက်ရှင်ပြန်ကြမှာပဲဖြစ်ပါတယ်။ကျွန်တော်ကိုမောင်ပါ